ကသူ့ကိုဆိုရင်ပြန်ပို့ပေးရတယ်ပြောဒီရွှေတောင်ကြားနော်ရန်ကုန်ကရွှေတောင်ကြားလမ်းမှာနေတယ်ဗောသူပြောလိုက်ရင်တော့လောကတချံနဲ့ဝင်းတယ်ပြန်ပို့ပေးရခါကျရင်သူချံဒီနားမှာပါမင်းချံဘယ်နားလဲဒီနားမှာအဲမဟုတ်လေချံတဲ့အထိလိုက်ပို့ပေးမယ်ဟွန်တီးလိုက်မယ်ဆိုမတီးနဲ့မတီးနဲ့အဲဟွန်တီးလိုက်ရင်မာရိုင်းကြားဝါလိမ့်မယ်အမှန်တော့မဟုတ်သူချံပေါ့စပွန်ဆာလိုချင်တဲ့ကောင်တွေအကြောင်းပြောပြမယ်နော်အဲ့တော့ဒီကောင်ကကြားလို့ဆိုတော့ဘယ်လိုလဲဆိုတော့သေးသားလိုခိုက်ဖမ်းလာ တထေးသားလိုဂိုက်ဖမ်းပြီးတော့သူကဒီတထေးတွေနဲ့ပဲเนาะတထေးသမီးတွေတထေးတွေနဲ့ပဲသူကပတ်သွဲရပတ်သွဲပြီးတော့ဒီကောင် white white ပြီးတော့သူကဝယ်ခိုင်းတာပေါ့ဗျာစပွန်ဆာလုတ်ခိုင်းတာပေါ့ဘာလေးလုတ်ပြီးညာလေးလုတ်ပတ်စံနေပါချီးတာအဲ့ဒါဘယ်ကကြားလဲဆိုတော့အဲ့ဒါဆော့ဆော့ပြောလို့ပဲကျွန်တော်က gym trainer လို့လို့အဲ့သူ့ရဲ့အာစီးပွားရေးသမားပေါ့နော်သူ့ရဲ့အသီးอ่ะအဲ့လိုမျိုးအဲ့သူအဲ့ကောင်နဲ့တွဲလိုက်တာပေါ့နော် တော့ तू อ่ะဗမာနေလဲဆိုတော့ तू อ่ะပြောဒီရွှေတောင်ကြားနော်ရန်ကုန်ကရွှေတောင်ကြားလမ်းမှာနေတယ်ဗောသူပြောလိုက်ရင်တော့လောကတချံနဲ့ဝင်းနဲ့အဲ့ဒီမှာရည်ရတဲ့အဖြစ်တစ်ခုကသူကသူ့ကိုဆိုရင်ပြန်ပို့ပေးရတယ်ပြန်ပို့ပေးရခါကျရင်သူချံဒီနားမှာပါမင်းချံပင်နားလို့ဒီနားမှာအဲ့မဟုတ်လေချံတဲ့အထိလိုက်ပို့ပေးမယ်စောရနော်အဲ့လိုတမင်လောက်ချံတဲ့အထိလိုက်ပို့ပေးမယ်ဖုန်းတီးလိုက်မယ်ဆိုမတီးနဲ့မတီးနဲ့ အဲ့ဟွန်ဒီလိုက်မာလိုက်ကြွားလိုက်မယ်အမှန်တော့မဟုတ်သူ့ခြံပေါ့အနောက်ကလိုက်ကြည့်ရောဒီဘဲကသူ့ခြံလိုလဲပြောပြီးတော့ဒိုးသွားတာအဲ့တော့ရှော့သိရမလားပြောင်းလင်းပြောင်းစားလုသွားတာအဲ့တော့ဝါဝါမြင်တိုင်းရွှေမထင်ပါနဲ့နော်အာစောစောပြောဒီနိုင်ငံမှာတသေးသားလိုလိုဘာလိုနဲ့ဂိုက်ပေးဆိုင်ပေးဖမ်းလို့ရတယ်စမောသာယူတဲ့ကိစ္စကမင်းကလေးတွေမှာပဲရှိတယ်လို့ထင်ခဲ့တာဒီကိုပြောမှပဲယောက်ျားလေးတွေမှာလည်းရှိတယ်ဆိုတာသိကြရပါတယ်ရှင်။မိတ်ဆွေတို့အမျိုးနဲ့ recommend ပေးခဲ့လို့ရပါတယ်။